အသေးရဖို့ကောင်းတဲ့ကင်မီကောက်မွေးမြူရေးကမ္ဘာပေါ်မှာကင်မီကောက်မွေးမြူရေးဆိုတာတကယ်ရှိပြီးဒီလုပ်ငန်းကနေစေဝါလောကအတွက်အရေးပါတဲ့အရာတွေကိုထုတ်လုပ်နေကြတာဖြစ်ပါတယ်။ဘာကြောင့်ကင်မီကောက်တွေကိုမွေးမြူကြတာလဲ။အဓိကအကြောင်းရင်းကတော့ကင်မီကောက်တွေရဲ့အစိတ် vinon ကြောင့်ပါပဲ။ဒီအစိတ်ဟာတာမန်မျက်စိနဲ့မြင်ရင်ကြောက်စရာကောင်းမိမယ်။အလွန်တန်မွေးကြီးမပြီးဓာရုပေရာပညာရှင်တွေနဲ့စေဝါပညာရှင်တွေအတွက်တော့ရွှေရည်လိုပါပဲ။ကင်မီကောက်စိတ်ကိုဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုတော့ငှက်ဖျားရောဂါ ကိုကံအားစနစ်ဆိုင်ရာယောဂတွေပါဝင်နာရာရှည်ယောဂများစွာအတွက်စီးဝါတွေထုတ်လို့ရမှာကင်မီကောက်စိတ်ကနေရရှိတဲ့ပရိုတင်းဓာတ်တွေပက်ပတိုက်တွေကိုအသုံးပြုကြပါရည်သူတည်တနာတွေအရတော့ကင်မီကောက်စိတ်ထဲမှာကန်ဆာဆဲတွေကိုတိုက်ဖျက်နိုင်တဲ့အစွမ်းသက်တီတွေပါဝင်တယ်လို့ဆိုပါရည်ကင်မီကောက်ကိုက်ခံရတဲ့အခါတုံးရတဲ့အစိတ်ဖြည့်ဆေးတွေကိုထုတ်လုပ်ဖို့အတွက်လည်းကင်မီကောက်စိတ်ကိုပဲအသုံးပြုပါရည်ကင်မီကောက်အစိတ်ရဲ့ရှုပ်ထွေးတဲ့ဓာတုပိရဖွဲ့စည်းပုံတွေကိုလေ့လာပြီးဇီဝအသစ်တွေ၊ကုထုံးအသစ်တွေကိုဖော်ထုတ်ဖို့အတွက်သိပ္ပံပညာရှင်တွေကသုတေသနတွေအစမပြတ်လှုပ်ဆောင်နေကြပါသေးတယ်။ အန်ဒီရဲ့ကြီးတဲ့ဂိမီကောက်ဒီကနေတန်ဖိုးရှိတဲ့ဇီဝရီဘလို့ဖြစ်လာတာလဲဂိမီကောက်လို့ပြောလိုက်တာနဲ့လူတတော်များများကအစိပ်ပြင်းတဲ့အင်းဆက်တစ်မျိုးအန်ဒီရဲ့ရှိတဲ့တတ္တဝါအဖြစ်ပဲမြင်ကြပါရည်ဒါပေမဲ့တကယ်တကယ်တော့အဲ့ဒီအစိပ်ပြင်းတဲ့တတ္တဝါလေးတွေဟာဈေးဘက်ဆိုင်ရာမှာတန်ဖိုးမဖြတ်နိုင်တဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါဒီလိုဇီဝထုတ်လုပ်မှုတွေပြင်တချို့နေရာတွေမှာဂိမီကောက်တွေကိုအစားအစာဖြစ်စားသုံးကြသလိုထူးခြားတဲ့အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူဖို့လည်းရောင်းဝယ်ဖောက်ကားကြပါသေးတယ်ဂိမီကောက်မွေးမြူရေးဆိုတာစိတ်ဝင်စားစရာကောင်းသလားလွယ်ကူတဲ့လုပ်ငန်းတော့မဟုတ်ပါဘူး အန်ရီများပြီးအထူးကယူဆရတဲ့လုပ်ငန်းဖြစ်ပါတယ်။အစိမ့်ရှိတဲ့တပ်တော်တွေဖြစ်လို့ကိုင်းတရာမလေးအထူးသတိထားဖို့လိုအပ်ပါတယ်။အစိမ့်ထုတ်ယူတဲ့လုပ်ငန်းစဉ်ကလည်းအလွန်အန်ရီများပါတယ်။ဂေမီကောက်တွေကောင်းကောင်းရှင်သန်ပြီးအစိမ့်ရည်သွေးကောင်းမွန်စေဖို့အတွက်သတ်မှတ်ထားတဲ့အပူချိန်၊စိုးထိုင်းစားနဲ့အလင်းရောင်အခြေအနေတွေကိုထိထိကြကြထိန်းချုပ်ပေးရပါတယ်။ဒရီယက်စာကနှံကောင်း၊ဘရွက်စိတ်စားတဲ့ပိုးမွားလေးတွေဖြစ်ပါတယ်။ဂေမီကောက်ချင်းချင်းပြန်စားရတဲ့တဘာဝရှိတာကြောင့်တားပေါက်လေးတွေကိုဂယူဆိုင်ခွဲခြားထားဖို့လိုအပ်ပါတယ်။ဒီရုပ်နိုင်ငံအိန္ဒိယနိုင်ငံနဲ့အာဖရိကနိုင်ငံတို့ချို့မှာ ဂေမီကောက်မွေးမြူရေးလုပ်ငန်းတွေကိုတွေ့ရပြီးအစိုးရရဲ့ခွင့်ပြုချက်နဲ့စီမင်းစည်းကမ်းတွေကိုဒင်းဒင်းကြပ်ကြပ်လိုက်နာပြီးလှုပ်ဆောင်ရတာဖြစ်ပါတယ်။